အနေအေးလိုက်တာဆိုပြီးအပူငွေခဏခဏမပေးပါနဲ့။တီးခန့်တလိုက်တာဆိုပြီးခဏခဏဖိမနှင်းပါနဲ့။ခွင်းလွတ်တတာပဲဆိုပြီးခဏခဏအမားတွေမလုံနဲ့။အရာအလုံးကို ရှင်ဘတ်တဲ့တင်းစီမြို့သိတဲ့သူတွေပောက်ခွဲထွက်သွားတဲ့အခါသူကလွတ်လပ်သွားပြီးကိုက နောင်တတွေနဲ့ကြံခဲ့ရလိမ့်မယ်။အပင်မန်းဆုံးလူလေးဦးအိမ်အပေါ်ကိုတည်တဲ့တဲ့သူ အလုံးပေါ်ငဲ့ညာတဲ့သူ။ လူတိုင်းအပေါ်ကိုအားနာတတ်သူသူတစ်ပါးအပေါ်ကိုတနာတတ်သူအများကြီးမတွေးပါနဲ့ဖြစ်ပြီးတဲ့အတိုင်းပဲထားလိုက်ပါဘယ်တော့မှလက်မလျှော့နဲ့ကြီးမြတ်တဲ့အရာတွေကအချင်းဖို့ယူပါတယ်တင်းတန်ပါခြင်းတယောက်တည်းနေတတ်ဖို့လေ့ကျင့်ထားပါတင်ကအခြားသူတွေအတွက် ကောင်းတာဖြစ်စေခြင်းတင်းစီကိုလည်းကောင်းတာတွေရလာပါလိမ့်မယ်ဒါသဘာဝကြီးရဲ့နေရာမှာပဲအတိတ်ငွေကြီးနဲ့ လူတွေလွှမ်းမိုးတာမခံရပါစေနဲ့လူတွေကိုအပြစ်မတင်ပဲခေါင်းခေါင်းမမော်ဆက်ဆံပါတင်ရောက်နေတဲ့နေရာကိုမချိုက်ဘူးဆိုရင်ကြောင်းလေတင်ဟာတစ်ပင်မဟုတ်ပါ အခြားသူတွေရဲ့အပြစ်မှုတွေကြောင့်တင်းရဲ့အတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုတွေမပြည့်စည်သွားပါစေနဲ့ထိုင်းကျုပ်ထားတာတွေကိုလက်လွတ်ပေးတဲ့အခါချက်ချင်းတတ်တရာရာသွားပါလိမ့်မယ်ဘဝမှာအရေးကြီးဆုံးအရာလေးခုရှိပါတယ်မေတ္တာယူသားခြင်းအမှန်တရားနဲ့လေးစားမှုပါပဲ။ တင်ဘွားမှာအဲ့အရာတွေမရှိသေးဘူးဆိုရင်တော့တင်မှာဘာမှမရှိသေးပါဘူးအရန်တန်ဖို့ရှိတဲ့ခင်မွန်းကောင်းလို့ရဲ့အင်္ဂါရဲ့ဗျာတင်ချစ်စနီးပေါ်မှာကျင်နာစွာပြောဆိုဆက်ဆံတခြင်းနှစ်မငြင်းမညူအလုတ်အကျွေးပြုခြင်းသုံးချစ်စနီးရဲ့ရင်ရွေးခံစားချက်တွေကိုညဝေခံစားပေးတဲ့ခြင်းလေးနာမကျန်းဖြစ်တဲ့အခါယူရရပြုစုပေးတဲ့ခြင်းငါ ခြေတီးဂုံရှိအားမိမိဂုံတိတ်ခါကိုထင်းထင်းချင်းအယူဆဲရင် ပြန်မဆင်းနဲ့အယူနှစ်ယောက်ဖြစ်သွားမယ်လူညံ့ကဲ့ရဲ့ရင်ပြန်မကဲ့ရဲ့နဲ့လူညံ့နှစ်ယောက်ဖြစ်သွားမယ်လူမိုင်းယုံမာရင်ပြန်မယုံမာနဲ့လူမိုင်းနှစ်ယောက်ဖြစ်သွားမယ်ဘဒူပြက်ပြက်ကိုမပြက်နဲ့တရားရှိရမယ်အိမ်တော်ရေးတစ်ခုအစဉ်ပြေကောင်းမွန်ခြင်းနဲ့ဆိုရင် လင်းရောင်ကြားတွေမှာရှိတဲ့နဲ့အချက်သုံးချက်၁ဇနီးမယားအပေါ်မှာကျင်နာပေးရရမယ်မင်းတူမအပေါ်မှာကျင်နာမှုပေးလေလေတူမဘက်ကပို့ပြီးနူးညံ့လေလေပါပဲ၂ဇနီးမယားအပေါ်မှာညှတာတက်ရမယ်မင်းတူမအပေါ်ညှတာမှုပေးလေလေတူမဘက်ကမင်းကိုလေးစားလေလေပါပဲ၃တူမရဲ့မိသားစုအတိုင်းဝမ်းရှိမှာမင်းကိုတလေးတစားဆက်ဆံတယ်လို့မင်းမိသားစုအတိုင်းဝမ်းရှိမှာလည်း သူမအပေါ်ကျင်နာတနာစာနာပေးရရမယ်။အိမ်တော်ရဲတစ်ခုအစဉ်ပြေကောင်းမွန်ဖို့အတွက်အိမ်တော်ဦးစည်းဆိုတဲ့လင်းယောက်ျားတွေပေါ်မှာအများကြီးမူတည်ပါလေ။အောင်မြင်သူတွေရဲ့ဘဝကိုထိန်းချုပ်နေ1ကိုကိုကိုစီကံတက်မှတ်ထားကြပါလေ2ကို့အတွက်တည်တဲ့အချိန်တက်မှတ်ထားပါလေ3အလုံးနဲ့ဘဝညီမြအောင်အချိန်ပေးပါလေ4အခြားသူတွေရဲ့အမြင်တွေကိုဂရုမစိုက်တတ်ပါဘူး5 ပြုပြင်တင်တာပြုပြင်တတ်ပါတယ် relationship တစ်ခုကိုကိုချင်းစာချင်းရှိတဲ့သူတစ်ယောက်ကလေလူတစ်ယောက်ကို အချစ်တွေပေးဂရုတွေပေးမျှော်လင့်ချက်တွေပေးပြီးလှည့်စားတဲ့လုပ်ရမျိုးဘယ်တော့မှမလုပ်ဘူးတင်ရောအဲ့လိုလူမျိုးလား relationship တစ်ခုကိုလူတစ်ယောက်ကခဏခဏလစ်လူရှူခံရပါများလာရင် အလေးမထားပဲပြစ်ထားခံရပါများလာရင်လစ်လူရှူမှု အလေးထားခြင်း မခံမှုတွေနဲ့နေသားကြတာပြီးအတင်းကိုပဲဝမ်းနဲ့လွန်းလို့ပောက်ခွဲတာမျိုးတွေဖြစ်ချင်းချက် တောင်းတာမျိုးတွေမလုပ်တော့ပါဘူးအဲ့ဒီအခြေရေးပေါ်မှာယုံကြည်မှုမေ့လာခဲ့ပြီးလက်လွတ်လိုက်ဖို့ကိုပဲသူရွေးချယ်ပြီးလိမ့်မယ်ကိုရဲ့နောက်ဆုံးနေ့လိုမျိုး ရှင်တန်ပါနေ့တနေ့စပြီဆိုတာနဲ့ကိုရဲ့နောက်ဆုံးနေ့လိုမျိုးရှင်တန်ပါကိုမလို့ရတဲ့မစွန်စားရတဲ့အရာတွေကိုလုပ်ပါ။ဘဝဆိုတာခဏလေးဆိုတဲ့အတွေးကိုတွေးပါ။ လက်ကျန်ဘဝကိုနောင်တနဲ့နေထိုင်သွားမလားစိတ်ကျဉ်တတ်မှုအပြည့်နဲ့ရှင်းသင်မလားကိုယ်တိုင်ရွေးချယ်ပါ။